ူနာမီကတောင်အောင်ဆန်းစုကြည်တောင်အောင်ဆန်းစုကြည်ဒီနာမည်လေးတစ်လုံးခေါ်ဖို့ပြုဖို့ရေးဖို့ပင်လင်အလွန်ခက်ခဲသောခေတ်တစ်ခေတ်ကိုဖြတ်တန်းခဲ့ဖို့သည်ထိုအမည်သည်တရားမဝင်ထိုအမည်ကိုတရားဝင်ပြည်တွင်မြည်သည့်စာနယ်ဇင်းကမှ ရေးသားဖော်ပြခွင့်မရှိစစ်တပ်ထင်းချုပ်အစိုးရပြန်ကြားရေးတရင်ဆောင်ကတော့စုကြည်သို့မဟုတ်ဒေါ်စုကြည်ဟုသုံးသည် ရှေ့ကအောင်စံဖြုတ်ထားသည်စစ်ဘုဇုတ်တို့၏ဝါရဖြန့်ကြီးလက်ကင်တို့ဆောင်းမရှင်အချို့ကတော့အနောက်မြော်မဲတော်ကြီးကလက်အုံမအမျိုးဖြက်မဟုသတင်းစာရီထဲမှာနေစဉ်မကြောက်ဝံ့မနာသာရေးခဲ့သည်ပြည်တွင်းနေနေထိုင်သူမြည်သူမျှချိုနမဲကိုမတူရဲမထီရဲကြဲကြဲလောင်လောင်မပြောရဲချိုနမီကိုပြောလို့လင်ဒီလိုကောင်းခြင်းဆိုင်ရသည်ပါဇက်ကိုလက်ကကာထားရသည် မြောင်များစွာသောပြည်သူတွေနှလုံးသားထဲမှာတော့ထူအမီကထာဝရဂိမ်းအောင်နေသည်စစ်အစိုးရကနီလန်မျိုးစုံအာမနာပအပုတ်ချလေပြည်သူတွေနှလုံးသားမှာပို၍ဂယုနာတက်လေအမီတာမကရုပ်ပုံဓာတ်ပုံဒီလဲတရားမဝင်ချစ်ကြသူတွေက ခိုးချောင်ခိုးဘက်ဓာတ်ပုံကိုတင်ကြရသည်ထိုခေတ်ကစစ်ထောင်လမ်းရဲ့ဤအတ္တိကရန်သူသည်ဒေါအောင်ဆန်းစုကြည်အားထောက်ခံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် NLD သည်တဘုံတိုင်းပြည်ကိုနှောက်ရှက်ဖြည့်ဆည်းရန်ကြိုးပမ်းနေသူ ဖြစ်သည်ထို့နည်းဖြင့်တရားစီရင်မှုမရှိဘဲခြောင်သွင်းအကျဉ်းချခံရသူတွေနှိမ့်ဆက်ညှဉ်းပန်းခံရသူတွေတည်ဆုံသွားသူတွေအများအများရှိခဲ့သည်ပညာရှင်များစွာဖမ်းဆီးနှိမ့်ဆက်ခံခဲ့ရသည်ဒေါအောင်ဆန်းစုကြည်ကိုလိုလားသူတရားမျှတမှုနဲ့အမှန်တရားကိုမျက်နှာသူအားလုံး နလန်မထူအောင်ဖိနှိပ်ထားခဲ့သည်ဒီလိုနဲ့ဘဝပြတ်ခဲ့ရသူတွေမနေမနောပဲဒေါအောင်ဆန်းစုကြည်ဆိုသည့်နာမည်လေးတစ်လုံးကိုပင်ရဲရဲဝံ့ဝံ့တရားဝင်သုံးစွဲခဲ့မှရှိသည့်ခက်တခက်ရှိခဲ့သည်ကိုစစ်တပ်ကအာဏာမသိမ်းမီကလူငယ်တွေသိချင်မှသိကြလိမ့်မည်နိုင်ငံတော်ညီဝတ်ပြည်ပြမှုတည်ဆောက်ရေးအဖွဲ့နဝတအစိုးရကိုယ်တိုင် စုကြည်တလုံးနဲ့သုံးဆွဲခေါ်ခဲ့ပြီးတနှစ်တခါအာဇန်နီနေ့ရောက်မှာသတင်းစာတွေတွင်တပ်ပုံတခါဖော်ပြခံရသည့်ဒေါ်အောင်ဆန်းစုကြည်သည်နိုင်ငံတော်၏ရန်သူနံပါတ်၁၆လမ်းကြီးတွင်ကြီးစိုးသောခေလူတယောက်၏ဘဝတခဏချင်းအညွန်တုံးသွားစေနိုင်သောခေထိုခေကာလမှာဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည်တပုံဟုဆိုသည်လွန်ခဲ့သည့်နှစ်ပေါင်း၂၀ကျော် စစ်အစိုးရကာလာများကအဖြစ်ပြက်တွေကယခုအချိန်ထိလက်လက်ဆက်ဆက်ရှိနေသည်မိမိန်ပြောက်ွယ်မသွားသည် အမည်နှစ်ခုပြောင်းခဲ့သောစစ်အစိုးရ၏အန်တီမရီမှန်ချက်ကယနေ့အခင်းချင်းမျိုးမဟုတ်ချေ၎င်းတို့စိတ်တိုင်းကျဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲမည်စစ်ယူနိဖောင်းများချွတ်မည်၎င်းတို့စိတ်တိုင်းကျမွေးမြူထူထောင်ထားသောပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း USDA ကို ပါတီအဖြစ်ပြောင်းလဲပြီးရေကောက်ခံအယက်သားအစိုးရအဖြစ်ကူပြောင်းပြီး NLD ပါတီကိုအမြင့်ပြတ်ချေမှုန်းပြီးပါတီပြိုကွဲပျက်စီးပြီးရှင်တန်၍မရတော့အောင်နီလန်းမျိုးစုံဖိနှိပ်ပြီးတကယ်လဲ2010မတိုင်မီအထိ NLD ပါတီလုံးဝပြိုကွဲပျက်စီးလူလူအခြေဆိုင်ခဲ့သည် ပါတီအထွေထွေအတွင်ရေးမှုဒေါအောင်ဆန်းစုကြည်နေအကျေချုပ်ဖြစ်ထိမ့်သိမ်းခံထားရသည် ပါတီအမကန်ကောင်းဆောင်အန်တာဝရီဦးဝင်းတင်က ထောင်ထဲမှာအမျိုးမျိုးအနေနဲ့ရှိပါတီဝင်များအမကန်များအားလုံးကိုထောက်လှမ်းရေးကဖန်ဆီးပြီးထောင်ထဲထည့်ထားသည် NLD ပါတီတွင်လှုပ်ရှားမှုမရှိသောဥအောင်ရွှေကောင်းဆောင်သည်ခေါင်းပိုင်းကလေးသာကျန်ခဲ့သည်ထိုကာလများတွင် NLD ပါတီဆိုင်းပုတ်ပင်လင်လူမြင်သူမြင်မထောင်ဝင် ပါတီကပြတ်တလောက်ဖြစ်သွားသည် ပါတီနဲ့အနေငယ်ပတ်သက်လိုက်တဲ့နဲ့စစ်ထောင်လိုင်းရေးကဘဝပြည့်အောင်ပြုလို့တဖြင့်ပါတီရုံးရှိကိုပင်ဖြတ်လျှောက်ရဲသူ မရှိကြတော့ဒါကစစ်အစိုးရကရည်ရွယ်ချက်ရှိရှိလှောက်ဆောင်ထားခြင်းဖြစ်သည် NLD ပါတီလုံးဝပပျောက်သွားရေးဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးဇက်ကုံပေါ်မှဖယ်ရှားရေးဖြစ်သည်2010ရွေးကောက်ပွဲတွင်စစ်အစိုးရရည်မှန်းချက်အောင်မြင်ခဲ့သည်ယူနီဖောင်းချုပ်သူချနေရာပြောင်းလဲပြောင်း ဇလန်းကဒီမှာပဲစသည်၂020ပြည်နှစ်ကထုတ်ဝေခဲ့သည့်စာအုပ်တုပ်ပါပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွတ်၏ဇာတန်းတွင်ကြားသည်ကိုဘာလို့အသက်ပြန်သွင်းမလဲဆိုသည့်မိကောင်းတစ်ခုပါလာသည်စေကောင်းဆောင်များအကြားဒေါ်ဆန်းစုကြည်နှင့်ပတ်သက်သည့်ဝိဝါဒကွဲပြားမှုဖြစ်သည်သူအချက်ကသူတို့တွေကြာနောင်တရသူတွေရှိနေမှာဖြစ်တယ်လို့ယူကြုံမရဖြစ်နေသူတွေလည်းရှိလိမ့်မည် တည်နေသောကြားကို အသက်သွင်းခဲ့မိလေခြင်းဟု နောင်တရသူရှိသလိုဒီလိုအခြေအနေမျိုးဖြစ်လာအောင်ကျွန်တော်တို့ကပဲလမ်းဖွင့်ပေးခဲ့တာ ဆိုပြီးမသက်မသာဂုံယူပြခြင်းတို့လည်းရှိပေးလိမ့်မည်တကယ်တော့သဘောရိုးလည်းမဟုတ် စေတနာကောင်းလွန်ရလည်းမဟုတ်ငါတို့ပိုင်ပြီဒီလောက်ဆိုလွတ်ပေးလိုက်လို့ရပြီဆိုပြီးရှော့တွက်လိုက်တာပါသလိုနိုင်ငံတကာဖိအားများကိုရှော့ချပစ်ဖို့မိမိတို့ကမိမိတရားဝင်မှုရရှိဖို့ ဒီမိုကရေစီကောင်းစဉ်အောက်တွင်ပြုပြင်ပြောင်းလဲရေးလှုပ်တည်ကိုပြသဖို့လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ဒီလိုအခြေအနေရောက်အောင်ပြုလုပ်ခဲ့သည့်ဘီတုကရှိသည်။သူကအသာလေးကန့်လန်ကားနောက်ကိုဝင်ပြီး ကိုယ်ရောင်ဖြောက်လိုက်သည်။အိနေယာတွင် အငင်းပွားစရာ ရှိလာသည်။စစ်ကောင်းဆောင်များကသဘောထားကြီးခဲ့သဖြင့်ဒေါန်ဆန်းစုကြည်နှင့် NLD ပါတီပြန်လည်ရှင်သန်ပြီးရေကောက်ပွဲလမ်းကြောင်းပေါ်ရောက်လာသည်ဆိုသောအယူအဆ ဒီလိုဖြစ်လာအောင်လှုပ်ပေးခဲ့တာဘသူလဲဆိုပြီးဂုံယူကျင်ကြသေးသည်တကယ်တကယ်မူစေကောင်းဆောင်တို့၏အန်တီမာရီမန်းချက်ကဒေါန်စန်းစုကျင်နှင့် NLD ပါတီလုံးဝနလန်မထူပျောက်ကွယ်သွားရဖြစ်သည်သူအဖြစ်ကို2015ရွေးကောက်ပွဲက ပြည်သူမျိုးများစွာ၏စန္ဒာမဲနှင့်ဖော်ထုတ်ပြသလိုက်သည်ရခင်စေကောင်းဆောင်အချို့၏အန်တီမာရီမန်းချက်များပြည့်ပြည့်သွားခဲ့သည် ထိုဖြစ်ရသည်ဘာမှမကြာလှသေးပါ NLD အစိုးရတက်တန်း9နှစ် Uniform ချုပ်စစ်အစိုးရတက်တန်း9နှစ်နှစ်ပေါင်း30ကျော်စစ်အစိုးရခေတ်ကိုဖျက်ဆီးလာခဲ့ကြသောတန်ရာတန်ချက်90နှင့်ပြည်သူတွေကမမေ့ကြသေးပါ ထိုချင်းနေမျိုးလွယ်လွယ်ကူကူရလာခြင်းမဟုတ်တလို့တဖက်ကစေရနာကောင်းလွန်ပြီးလွတ်ပေးလိုက်တာလည်းမဟုတ်ပေဖြစ်နိုင်ရင်ဒေါအောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုတမိုင်းစာမျက်နှာပေါ်မှာလုံးဝ ဖြောက်ဖြက်ဖြစ်ဖို့အထိရည်မှန်းထားကြသည်။ကြောင်ကြာကြာရေမငုပ်ဆိုသောစကားတည့်ရပေါ်လာသည်။ကြောင်သည်ကြာကြာရေမငုပ်တိတ်မကြခင် သူ့ဘီစပြန်ပေါ်လာမည်။ထိုစကားသည်တကယ်ပင်မှန်ခဲ့သည်။2020ရွေးကောက်ပွဲကိုနိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေကရောကမ္ဘာနိုင်ငံအများကပါလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။မြည်သည့်ဇောရကမှမကြားရ NLD ကတောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည်ပြည်သူအလုံးပျော်ရွှင်ခဲ့ကြသည်သို့သောထိုရလက်အပေါ်မပျော်ရွှင်နိုင်သူများရှိခဲ့သည်ရာဂိုင်းသောအနေငယ်များအနိုင်ရလင်ပင်စစ်တပ်ကအလိုလျောက်ရထားသည့်25ရာဂိုင်းသောနှင့်ပေါင်းကညွန်ပေါင်းအစိုးရတရက်အထိညှော်လင့်ထားသည့် USDP သည်မပြောရွှင်နိုင်ဖြစ်ခဲ့သည်ရွေးကောက်ပွဲရလက်ကျင်းညာပြီးချိန်အထိအထံတိတ်နေခဲ့တော့လေတိတ်မကြမီမှာ အမျိုးဘာသာသာသနာဆောင်ရှောင်ရေးမဘာသာ အုပ်စုများလမ်းပေါ်ထွက်လာပြီးရွေးကောက်ပွဲရလဒ်ကိုဆန့်ကျင်ကန့်ကွက်ကြသည်ထို့အချိန်ထိစစ်တပ်ဘက်ကရွေးကောက်ပွဲနှင့်ပတ်သက်၍ဘာသာမှမကြားရအတန်ကြားစရာလည်းမလိုပေစစ်တပ်သည်ရွေးကောက်ပွဲဝင်သည့်ပါတီမဟုတ်သလိုရွေးကောက်ပွဲရလဒ်ကိုစောရကတက်စရာအကြောင်းလည်းမရှိပေ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကလည်းရွေးကောက်ပွဲနှင့်ဆက်လင်းသည့်အငင်းအခုံအမာရင်ပြဿနာများကိုရွေးကောက်ပွဲကော်မရှင်ကသာတာဝန်ယူ ဖြေရှင်းပေးရမည်ဟုဖော်ပြထားပြီးဖြစ်သည်။မဲစရင်မှားယွင်းမှုမဲမတမာမှုအားလုံးတို့သည်ရွေးကောက်ပွဲကော်မရှင်နှင့်သာသက်ဆိုင်ပြီးမြည်သူဖြေရှင်းပေးရမည်ကိုဥပဒေလုံထုံးလုံးနည်းများတွင် ဖော်ပြထားပြီးဖြစ်သည်။ နောက်တော့ရွေးကောက်ပွဲရှုံးသည့်ပါတီများစုပြီးလက်ရှိစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုတွားတွေ့ကြသည်2020ပြည့်နှစ်နိုဝင်ဘာရေကောက်ပွဲအပြီးနှစ်လတာအတွင်းအခြေအနေများက တဖြည်းဖြည်းနဲ့ပြောင်းလဲသွားသည်ရေကောက်ပွဲနှင့်ဆက်လင်း၍မဲဆင်းရမှရမှုရှိသည်ဟုဆိုကာစစ်တပ်ကကြေညာချက်ထုတ်သည်အံအားတင်စရာကောင်းနေသည်မဲဆင်းရမှရမှုနှင့်စစ်တပ်ကဘာဆိုင်သည်နည်း စစ်တပ်သည်ရွေးကောက်ပွဲဝင်သည့်ပါတီလည်းမဟုတ် အခြေအနေသည် ထိုအချိန်မှစ၍ဆိုးရွားလာပြီးကိုအနိုင်ရပါတီ NLD ကတတိမထားမိသည်လားဥပဒေပေးထားချက်အတိုင်းသာခိုင်ခိုင်မာမာရပ်တည်မည်ဟု ဆုံးဖြတ်ခဲ့သည်လားတော့မသိပါစစ်တပ်ဘက်ကမဲစင်းမာရွင်မှုကိုရှင်းလင်းပေးဖို့ဒေါအောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရကို တောင်းဆိုသည် NLD အစိုးရမှာထိုကိစ္စအတွက်ဖြေရှင်းရန်တာဝန်မရှိခြင်း ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အငင်းပွားဝယ်ကိစ္စရများအားလုံးသည်ရွေးကောက်ပွဲကော်မရှင်ကသာ ဖြေရှင်းရမည်ဖြစ်သည် ဖြေရှင်းရလည်းတာဝန်ရှိသည်ထို့အခွင့်အာဏာအားလုံးကိုစစ်တပ်ကပင်ဦးဆောင်ရေးဆွဲခဲ့သည့်2008ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည်မိမိ၏ရည်တည်ချက်မိမိ၏ခံယူချက်နှင့်ပတ်သက်လာလျှင်ကြောက်သားလိုခိုင်းမာသောတောင်းဆန်းစုကြည်သည်ဥပဒေကပေးထားသည့်အမှန်တရားကလွဲ၍မိသူကိုမှ ဦးမညွတ်ခဲ့ပေစစ်တပ်ကအာနာသိန်းတော်မျိုးကိုမသိ၍မဟုတ်တေလျင်နေမင်းအမှန်တရားမှလွဲ၍မြေသူကိုမှဦးမညွတ်သောစိတ်တက်ဖြင့်စစ်တပ်ထောင်ချောက်ထဲရဲရဲဝံ့ဝံ့ဝင်ရောက်သွားခြင်းဖြစ်ပေသည် ဟုတ်ကဲ့ပါရှင်အခုနားဆင်ကြကြရတာကတော့တရင်စာစရာနှွေနေရေးသားတယ်သူ့နမ်းမြေကတော်အောင်ဆန်းစုကြည်ဆိုရဲအတွေ့အမြင်ဆောင်းပါလေးပဲ ဖြစ်ပါရဲ့ရှင်ဒီဆောင်းပါလေးကို AIBR Miss Edition ရဲ့ website မှာ2025ခုဇွန်လ18ရက်နေ့ကရေးသားဖော်ပြထားခဲ့တာပဲဖြစ်ပါရဲ့ရှင်။နားဆင်ကြကြသူများရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျမကတော့ ND ပါ။